ခုကျမ်းပါကတော့ဆာလံနံပါတ်54ဖြစ်ပါတယ်။အကန်းကြီး54ဒါဝိဒ်ဒီကျွန်တော်တို့တွင် ပုံရှောင်၍နေပါသည်မဟုတ်လို့ဟုဇိဖသားတို့သည်ရှောလူထံသို့လာ၍ရှောက်သောအခါဆက်ဆိုသောဆာလံခန်းငယ်1မှ4အိုးဖျားသခင်နာမတော်အားဖြင့်အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ တကူတော်အားဖြင့်အကျွန်ုပ်ပဲ၌တရားစီရင်တော်မူပါအကျွန်ုပ်ပြုသောပထနာနှင့်အကျွန်ုပ်မွတ်သောစကားကိုနားထောင်နားညောင်းတော်မူပါဖျာအကြောင်းမူကားတကြွတနိုင်ငံသားတို့သည် အကျွန်ုပ်ကိုယံပက်ပြု၍ထားကြပါပြီကြံတန်သောသူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏ဘုရားသခင်ဤမျက်နာကို မထောက်ကြပါ ကြည့်ရှုလို့ဘုရားသခင်သည်ငါ့ကိုကူမတော်မူ၏ ငါသက်ကိုထောက်ပံ့သောသူတို့တွင်ဒါဝရဖျားရှိတော်မူ၏။အငငါမှခொနစ်ငါဤရန်သူတို့အား မကောင်းသောအကျိုးကိုဆက်ပေးတော်မူမည်။တစ္ဆာတော်ရှိသည့်အတိုင်းသူတို့ကိုပယ်ရှင်းတော်မူပါ။အကျွန်ုပ်သည်လည်းစေတံစိတ်နှင့်ကိုရောအားရစ်ပူဇော်ပါမည်။အိုထာဝရဖျားနာမတော်ကိုချီးမွမ်းပါမည်အကြောင်းမူကားကောင်းမြတ်တော်မူ၏ အကျွန်ုပ်ကိုခတ်သိမ်းသောဒုက္ခတွေကကယ်နှုတ်တော်မူသည်ဖြင့်အကျွန်ုပ်သည်ယန္တုတို့ကို ကိုမျက်စိနှင့်မြင်၍အားရပါ၏โอเคယန္တုပါအပိုင်းငယ်ဒီကနေ့ခုနှစ်တိပဲရှိပါတယ်ပြီးတော့တခါလေးကောင်းစင်မှာရှိတဲ့အရာတွေကဒီကွန်ပျူတာထဲမှာ website မှာဆိုရင် အောက်မှာရေးထားတယ်ပေါ့နော်အဲ့ဒါတစ်ချက်ရှိပါတယ်ဆိုတော့နောက်ကျပိုက်မှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်